အားလုံးသိကြတဲ့အတိုင်းပဲတော်လိုင်းကြီးတက်တွေကိုပြည်သူတွေကနေပြီးတော်လိုင်းကြီးကလာအတွင်းမှာအောင်ပွဲရာကြီးပြန်လာတဲ့ခါမှာတောင်းတောင်းဖြားဖြားကြိုးစူကြတာကိုတွေ့တဲ့ခါမှာတော့စစ်ခွေးတတိုက်ရဲ့စစ်ခွေးမိသားစုတွေအကုန်လုံးကလည်းသူတို့ရဲ့စစ်ခွေးတွေကလည်းကြိုးစူခံနေတာဖြစ်တဲ့အတွက်တယောက်ကို9000တယောက်ကို1000နဲ့အိမ်ကြီးတစ်ထည့်ရေတံမှုတစ်ခုပေးပြီးတော့ ခေါ်ယူပြီးတော့အခုလိုကြိုးစုပွဲတွေကိုလုပ်နေပါတယ်လုပ်တဲ့ကြိုးစုပွဲရဲ့နာမည်ကတော့အောင်ပွဲရတောင်ခမ်းစစ်စင်ရေးပြန်တက်မတော်သားများကြိုးစုပွဲဆိုပြီးလုပ်နေတာကိုတွေ့ရပါတယ်အခုသိကျင်တာကခမ်းဆိုတာမင်းတို့ကသွားတိုက်ပြီးယူနေတာလားဒါမှမဟုတ်မင်းတို့ကဟိုကလာတိုက်တာကိုမင်းတို့ကခံစစ်နေပြန်ခမ်းနေရလားဆိုတော့တဲတဲကိုကိုမသိဘဲနဲ့တောင်ခမ်းရအောင်ပွဲရတက်မတော်သားတွေဆိုပြီးတော့ကြိုးစုနေရတွေ့ရတာလဲတော်တော်လေးကိုမှကြီးစရာကောင်းပါတယ်အဲ့ဒီချိန်မှာပဲအမိန်တွေဝစ်ပြီးတော့လှုပ်တုပ်လှုပ်တုပ်နဲ့ကနေရမိမတွေနေနေလဲ သူတို့ဖွင့်ထားတဲ့တချင်းကတိတ်မကောင်းတဲ့အတွက်ကျွန်တော်အနေနဲ့တချင်းတစ်ပုဒ်ပြန်ထည့်ပေးထားပါဗျ။ဒီလူချင်းကစူးနေတာစစ်ခွေးတဲ့ပြုတ်ထုတ်တက်လုံးပြုတ်တေးမှာမကြောက်ရင်ကျွန်ဆက်လို့ကပါမကြည်သွေးသွေးတွေပြန်ပေးဆက်ဖို့တို့အညာမြေလာခေစမ်းမှာစစ်ခွေးတွေမာရိုးဖွဲ့ရဲ့လက်နက်တွေခွေးတက်ဖို့အတွက်အသင့်ဖြစ်နေစစ်ခွေးတလံအပေါင်းပါများမသေးခြင်းညရင်အလင်းဝင်ထားကြံခွေးစစ်ကြုံတမလုံးမြေပေါ်အရှင်မထားသေးရွာတော့အဆုံးထိတိုက်မဲ့အမေသားများ தீதூர்வேன் அப்படிதான் 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 မျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်ပါရင်လည်းကျွန်တော်ရဲ့ကိုကြက်ရီဘော်ရူရှင်ချန်နယ်လေးရဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးရီအက်ရှင်မလုပ်သွားပြီးခင်မှာတော့ယန်နစ်မက်စလာ၁၄ရက်နေ့တောက်ကြာနေညရဲ့နောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါရစေ။ပထမဆုံးသတင်းလေးပုံအနေနဲ့ကတော့မုံမီနဲ့ရင်းမြို့မှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့ခလာရ တကိုးတရင်မှာတောင်ဝင်ထန်းဆောင်နေတဲ့တက်ချက်ကြီး2ဦးပါဝင်တပ်သားစုစုပေါင်း6ဦးဟာရေဘလူးတရင်ထံမှာလက်နက်ခဲရမ်းနဲ့တူအလင်းဝင်လာကြောင်းရေဘလူးဖွဲ့ကောင်းဆောင်ကထုတ်ပြန်လိုက်ပါတယ်။ဒါဟာမတ်လ14ရက်နေ့ဒီနေ့မနက်မှာပဲခါလာရတကိုးမှာတက်ချက်ကြီးဇူလိုင်းသေးအမေသွေးတနတ်တလက်ကြီပေါက်နှစ်ပေါက်ကြီ60နဲ့အတူလာရောက်လင်းဝင်ခဲ့ခြင်းဖြစ်ပြီးတက်ချက်ကြီးကိုဇူလိုင်းသေးကိုစုငွေကျပ်330ချီမိပြီးခဲ့ကြောင်းရေဘလူးဖွဲ့ကကောင်းဆောင်ကပြောထားပါတယ်။အလင်းဝင်ခြင်းနဲ့တူတူရှိရင်တော့ကျွန်တော်တို့ကိုတက်ရဆက်သွယ်လို့ရပါတယ်။ကျွန်တော်တို့အသုံးပြုတဲ့ လူမှုကွန်ရက်ဆိုင်မျက်နှာတွေကတဆင့်ဆက်သွယ်လို့ရပြီးအလင်းဝင်တဲ့လူတွေအကုန်လုံးကစစ်မှုထမ်းဆောင်မဲ့လူတွေမဟုတ်ဘူးချားတပ်သားတွေကကြတော့ပြန်မဲ့လူတွေကလည်းပြန်မဲ့နောက်ပြီးတော့အချင်းတွေကိုကြည်ပြီးတော့ချားကန်နာဗချန်းတွေမှာလည်းဆောင်ရွက်မဲ့လူတွေရှိရင်လည်းဆောင်ရွက်သွားမှာပါအတိအကျတော့မမေးမြန်းသေးပါဘူးသူတို့ရဲ့စန္ဒာတိုင်းဆောင်ရွက်ပေးသွားမှာလို့လည်းရေဘလူကောင်းဆောင်ကပြောထားပါဗျ။ရေဘလူဘွဲ့ထံသို့အလင်းဝင်ရောက်ခဲ့ကြသူများမှာတက်ကြကြီးကိုစုလိုင်းထေးတက်သားစောပြေဟိတက်သားဝေယံထွတ်တက်သားခွန်ရင်းနိုင်စုနဲ့ တပ်သားကြော်တဲ့ဦးတပ်သားဝင်မင်းပိုင်တို့ဖြစ်ကြကြောင်းသိရှိရပါတယ်။မုံမီနယ်နဲ့တာဝန်ထမ်းဆောင်နေသောရဲနှင့်စစ်သားများလာရောက်ပူးပေါင်းကြဖို့ဖိတ်ခေါ်ထားကြောင်းလဲ EW ဘွဲကပြောဆိုထားဖြစ်တဲ့အတွက်မုံမီနယ်မှာရှိတဲ့တော်လိုင်းကြီးတပ်တွေကိုဝင်ရောက်ချင်းနေဆိုရင်တော့ညံဆုံးဆက်သွယ်ပြီးတော့အလင်းဝင်ခြင်းဟာသင်တို့ရဲ့အသက်အန္တရာယ်ကိုပိုပြီးအာမခံစီမှာဖြစ်ပါတယ်လို့ပဲဒီနေရာကစစ်ခွေးတွေကိုစစ်သားစီပြောင်းဖို့ထမှန်တည်ပေးလိုက်ပါတယ်။ဘဝကိုအားရစရာသတင်းပုတ်ဖြစ်ပါတယ်။အခုတိုင်းဗရောင်းမျိုးနယ်မှာရှိတဲ့ ။နောင်ကျိုးစစ်ကောင်စီစခန်းကိုအေအေဥဆောင်တဲ့တော်လိုင်းကြက်တွေကတိမ့်ပတ်ရရှိသွားပြီးဖြစ်ကြောင်းတော့အားလုံးသိရှိမှာဖြစ်ပါတယ်။ဒါဟာစနဝိုင်လာစတင်ပြီးတော့ပဲခူးတိုင်းရောင်းမြုံနယ်နောင်ကျိုးတက်စခန်းမှာအေအေနဲ့စစ်ကောင်စီကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ခြင်းကြောင့်ယင်းတိုက်ပွဲများမှာဆက်လက်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်သားများကလေကြောင်းမှတဆင့်ကြီးကြပ်ခုခံခဲ့ကြောင်းသူရတွေနဲ့တိုက်ပွဲများနှစ်လကြာမြင့်ပြီးတဲ့ချိန်မှာတော့စစ်ကောင်စီတပ်များကနောင်ကျိုးစခန်းမှာစတင်ဆုတ်ခွာပြီးယနေ့မှာတော့အပြီးသက်စခန်းတစ်ခုလုံးကိုတိမ့်ပတ်ရရှိသွားပြီးဖြစ်ကြောင်းသိရှိရပါတယ်။ အေယာရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ထိစပ်လျက်ရှိသောအကိုတိုင်းပတောင်းမြို့နယ်မှာမိုးထီတောင်စကန်ကိုလည်းဇန်နဝါရီ26ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ဒုတိယမြောက်စကန်ဖြစ်တဲ့ညောင်ကျိုးစကန်ကိုလည်းသိမ်းပိုက်ရရှိသွားတာဖြစ်ပါတယ်။နောက်ဆုံးစကန်သိမ်းပိုက်ပွဲမှာတော့စစ်တပ်ဖက်မှသေဆုံးသူများများပြားပြီးအရှင်ဖမ်းဆီးရရှိသောစစ်တုံးမင်းများရှိကလက်နက်ခဲယမ်းများကိုလည်းအေအေကသိမ်းဆီးရရှိကြောင်းသိရှိရပါတယ်။နောက်ဆုံးစကန်မကြရန်အတွက်စစ်တပ်ကစစ်မှုထမ်းတပ်သားတွေများပေါင်းဝင်စစ်ကူအင်အားယာပေါင်းများစွာပေးပို့ခဲ့ပြီးဒေချောင်းပြည်ကများဖြင့်တောက်လျှောက်ကူကံခဲ့တော်လဲနှစ်လနီးပါးကြာမြင့်လာချိန်မှာတော့စကန်ကိုလက်လွတ်ပြီး စုတ်ခွာထွက်ပြေးသွားကြပြီဖြစ်ပါတယ်။စစ်ကောင်စီတပ်ရဲ့စစ်ကူတများဟာလက်ရှိအုပ်ရှိပင်မြို့ကိုအခြေပြုပြီးအကြီးအကျယ်ခုခံစစ်ပင်စင်တွေကမြို့ကိုအခြေပြုထားသောမြို့တက်စခန်းများကလည်းလက်နက်ကြီးများဖြင့်တစ်ချိန်လုံးပစ်ခတ်နေကြောင်းအုပ်ရှိပင်မြို့နီးမှာစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်တံများကိုကျဲတောင်းသွားကြားနေရကြောင်းစစ်ကောင်စီရဲ့စီးရင်နှမ်းများမှာလည်းအုပ်ရှိပင်ပထောင် လမ်းပိုက်မှာအပြက်စင်းများပြားနေကြောင်းသိရှိရပါတယ်။အေအေကထိုးစစ်များကိုရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့အေယာဝတီတိုင်းဘကူးတိုင်းနဲ့မကွေးတိုင်းတွင်းတက်သည့်အုပ်ဖောက်ဝင်ရောက်တိုက်ခတ်ရရှိကြောင်းကိုလည်းအေအေကတရားဝင်ထုတ်ပြန်ထားပြီးယခုတိမ့်ပိုက်ရရှိတဲ့ညောင်ကျူးစကန်ရဲ့ဗီဒီယိုဖိုင်တွေကိုတော့အေအေကလက်ရှိချိန်မှာထုတ်ပြန်ခြင်းမရှိသေးဘဲနဲ့အချိန်အခါကိုစောင့်ပြီးတော့ထွက်လာအောင်မှာတော့အသေးချာပါပဲဗျာ။တတိယနေ့မှာတော့စစ်ကောင်စီရဲ့ဩဇာကံ ဟာနေပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့မွန်ငိမ့်ညံကာကွယ်ရေးတပ်ဖွဲ့ရဲ့ပေါ်တိုးဌာနချုပ်ခေါင်းဆောင်နိုင်အိုင်ချန်းတနက်နေ့ပြစ်သက်ခံရပြီးတော့နေရာမှန်ပွဲချင်းပြီးခဲ့ပါတယ်။ဒါကတော့မနေ့ကည၈နာရီကမှပြင်းပြင်းနဲ့ကော့ဂရိတ်မြို့နယ်ပေါ်ပိန်ကြီးရကနေကိုင်းရဝယ်ပြီးပေါ်တုံးကြီးရဘက်ကိုတဦးတဲ့ကားနဲ့ပြန်လာတဲ့နိုင်အိုင်ချန်းကို လက်နက်ကင်ဖွဲ့တစ်ခုကနေပြီးတော့ဇီးပြုံကုန်းကြေးရွာနီးမှာဂျားဖြက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီမှာတော့ကချင်ပြည်နယ်ဗမောထောင်နဲ့မူးညင်းထောင်မှာရှိတဲ့ရာဇဝတ်အကျဉ်းသားတွေကိုစစ်တပ်ကလက်နက်ပေးပြီးစစ်တိုက်ခိုင်းနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျဉ်းသားများကွန်ရက်ကထုတ်ပြန်လိုက်ပါတယ်။ကချင်ပြည်နယ်အတွင်း KIA နဲ့တော်လိုင်းရေးတပ်များတိုက်စစ်များပေါ်ဆောင်ရမှာဗမောအကျဉ်းထောင်နဲ့မူးညင်းကျဉ်းထောင်မှာအောင်နံနှစ်ရှည်ကြမှာခံရတဲ့ရာဇဝတ်အကျဉ်းသားချုပ်ကိုစစ်တပ်ကလက်နက်များတပ်ဆင်ပြီးအကြမ်းဖက်စစ်တပ်များကိုလာရောက်တိုက်ခိုက်သည့် တော်လိုင်းရေးဖွဲ့ဦးများကိုပြန်လည်တိုက်ခိုက်ကြင်းများကိုစစ်တပ်ကလုဆောင်နေကြောင်းသိရှိရပါတယ်။ကဲတောင်ခန်းကပြန်လာတဲ့ကောင်တွေကိုဘလို့ပဲကြိုနေကြိုနေစစ်တပ်ဟာအရှိမာတော့ပစိုးကြီးရအကောင်းပေါ့ဗျာ။နောက်မှာတော့ကြောင်ပြောင်ကြီးဆိုပြီးဆက်မှာပဲ။အဲ့လိုပဲအရှိမာကတော့ပစိုးအလှနဲ့အလူသွားနေပေမဲ့နောက်မှာတော့ဘာမှမပါသူလိုပါပဲ။တော်လေးကမှစုတ်ပြတ်တန့်နေပြီးတော့လူလည်းမရှိသူလည်းမရှိလက်နက်တွေရှိပြီးတိုက်မဲ့လူမရှိတဲ့မင်းအောင်နိုင်ရဲ့ဘွားကတော့တော်တော်လေးကမှစိုးရွားနေရောဖြစ်တွေ့ရပါတယ်။ ဒီလိုအချိန်မှာကျွန်တော်တို့တွေကဒါကိုခွင့်ကောင်းယူပြီးတော့တော်လိုင်းညီကိုတွေနေနဲ့ပို့ပြီးတော့စူပေါင်းစီယုံကတိုက်မယ်ဆိုရင်တော့မကြခင်မှာအောင်ပွဲကိုမှုချရမှာသိကြပါပဲဗျာအောင်ခန်းကနေပြီးတော့အောင်ပွဲယူပြီးပြန်လာတဲ့လုံကြံဆက်တွေခင်းနေတဲ့စစ်ခွေးတွေကိုဘာကြီးမေးရလဲဆိုတော့ဒီမှာတွေ့မှာဖြစ်ပါတယ်စစ်ခွေးတွေမှာဒီခွေးတကောင်ကတော်တော်လေးကိုမှအရေးကြီးပါအရာရောက်တယ်ထင်ပါတယ်တော်တော်သေးဆောင်ကောင်းအောင်လို့ဒီကောင်ကိုဒီကောင်တရားထည့်ထားတာပါဒီကောင်တန်းစီပြီးရှောက်သွားတော့ရတယ်သူဒီကောင်နဲ့អော်နေတာပဲ ရဲဘော်တွေပဲဖြစ်ပါတယ်ခင်ဗျာဒီလိုဒီလိုတိုက်ခဲရတဲ့အခါမှာပေါ့အဲ့လိုအတုံတွေးရတဲ့အခါခဲတွေအော်ပင်မဆင်းရမှုတွေရှိခဲ့မှာပဲပေါ့နော်အဲ့လေးလည်းနည်းနည်းလေးဝေမျှပေးပါဦးဟုတ်နေကမင်းနေတော့ဟိုကပြောချင်နေပါစားဟာနေပြီဟိုမှာတက်ထားတာရေမိကုန်မေဟာအမြန်မေးဟုတ်ခင်ဗျာပြောရမယ်ကျွန်တော်တို့စစ်သားဆိုတာဘာငတ်နေငတ်နေကျွန်တော်တို့ငတ်ခံနေတယ်စလိတ်လေးတစ်လိတ်ကိုကျွန်တော်တို့ရလို့ရှိရင်ကျွန်တော်တို့တစ်လိတ်တစ်လိတ်ကိုလူ၁၀ယောက်၁၅ယောက် တောက်ရပါတယ်อืมမင်းတို့စစ်ခွေးပိုးရလဲကွာပြီးတော့မင်းတို့ဘာကတော့စိတ်လေးကုမ္ပဏီထောင်ထားပြီးတော့မင်းတို့မှာစိတ်လေးတစ်ချောင်းတစ်လိတ်တောင်ဖက်ချန်းတစ်လိတ်တောင်လူပတောင်နေရဲပေါ့ဗလားအခုလိုမျိုးပေါ့နော်ရှင်နဲ့ပြောင်းဝင်လာရတဲ့ခန်းစားချက်လေးကိုလည်းပြောပြပေးပါဦးမိသားစုနဲ့ပြန်လဲဆုံစည်းရတဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်လို့ ဟိုပြီးရင်ကိုရှေ့ထဲမှာလောက်ခဲ့တဲ့ဟာကိုလေလူကြီးအတိမတ်ပြပြီးတော့တပည့်တွေရောကိုရီးယားအစားအဲ့ဒါသမင်ယာတို့ရေးချီယူကုန်ပြီးတဲ့အတွက်လည်းအများကြီးဝမ်းသာခွန်ယူမိပါတယ်လို့အာကဲမင်းအောင်လိုင်ကတော့သူ့ရဲ့စစ်ခွေးတွေအကုန်လုံးအစ်မရာလူတွေတိုးပေးပြီးရှေ့တန်းပို့နေပါပြီ။ဒီကောင်နေနေကြတော့အခုချိန်မှာတောင်ခန်းကနေပြန်လာတဲ့ခါမှာသူတို့အောင်ပွဲရပြီဆိုပြီးပြန်လာကြတာဖြစ်ပါတယ်။ဒါပေမဲ့တေးကြတာတခုတော့ရှိပါတယ်။အဲ့ဒါဘာလဲဆိုဒီကောင်တွေကိုမသိမချင်းတိုက်ခိုင်းမှာပါ။ဟိုအစ်မပြင်အစင်တိုးရရဲ့လူကြားရဲပေါ့နော်။အာဘယ်လိုမျိုးဒီတိုက်ပွဲမှာဆက်ဆံနိုင်ခဲ့တော့အစင်တိုးရခဲ့ရလဲ။အော်ကျွန်တော်တို့ကရန်သူစကန်တွေပေါ့နော်။အဲ့လိုမျိုးတွားပြီးရွှေမုန်းတဲ့ခါမှာကျွန်တော်ဘက်ကအလောင်းလက်နဲ့လေရန်သူကို ဟိုကောင်းကောင်းမွန်နဲ့ရှင်းဖို့နိုင်တယ်ရေးရန်သူစကန်တွေမင်းတို့သွားချိန်ဖို့နော်ဟိုကလာလိုက်တော့မင်းတို့ပြန်ခန်းနေရတာပြင်းတယ်အဲ့လိုမျိုးတိုက်ခိုက်နေတဲ့အတွက်ကြောင့်မင်းတို့တကလူကြီးရဲ့ကျွန်တော်တို့ဒါမျိုးရှိနေတာလို့ပြောဟုတ်လားဟွန်းဘာလို့ဘောတောက်လိုက်အောင်ဟုတ်ကဲ့ကိုကြီးကိုချိန်ကဦးတယ်ဘာဖြစ်ကိုကြီးကိုချိန်ကဦးတယ်ခင်ဗျားတို့ဒေတာလိုက်စာနော်ဟိုဒေတာလိုက်နာမယ်ဒေတာလိုက်စာတာကိုဒေတာလိုက်နာပါအေးကြောင်ပါခိုင်လေးပါကဲဒီကောင်လေးကတော့အောင်ဘွက်ခန်နေပြောတာတော်လိုင်းတက်တီကထုတ်ပြန်တဲ့ဗီဒီယိုတွေမှာတော့မြင်နေတိုင်းပါပဲသူတို့စစ်ကွေးကောင်းဆောင်ပဲအုတ်ထုတ်တော့တော်လိုင်းတက်တီစီရောက်နေပြီ ဲ့လိုချင်းပြတယ်ကျွန်တော်တို့လုတ်တယ်ပေါ့အဲ့လိုမျိုးကျွန်တော်တို့ကအဲ့လိုစတားရရွာသားတွေကိုဖမ်းခေါ်ပြီးအဲ့မှအဲ့လိုလုတ်တယ်တော့ထင်းအမှန်တရားကျွန်တော်တို့အဲ့ MNB ပလောင်ကလာတယ်လာပြီးကျွန်တော်တို့အဲ့လိုမျိုးလုတ်တယ်ဟိုအပြင်းမရှိရာသားတူပြောင်းရိတ်တယ်တပားရိတ်တယ်အဲ့လိုမျိုးမျိုးကြီးခေါင်းဆောင်တာမျိုးသားရောမျိုးမိဆက်တယ်ပေါ့အကိုရဲ့စခင်မောဒီရှင်းထွက်နေတဲ့အချိန်မှာတော့နောက်ကနေမှဘယ်လိုမျိုး sporting ပြဖြစ်လဲ စပိုတင်ကတော့အများကြီးပဲပေါ့နော်အမ်တက်ထဲမှာလည်းဓမ္မဆက်ကြရည်ရွတ်တယ်အိမ်မှာလည်းဓမ္မဆက်ကြရည်ဆိုချိန်နဲ့မျှပေါ့နော်အရေးကြီးရင်အရေးကြီးအားလုံးဒီအတိုင်းမှာတက်ထဲမှာဓမ္မဆက်ကြရည်ရွတ်နေရပါလေတဲ့ဟုတ်ပါတယ်ရွတ်ရပါတယ်မရွတ်ရင်လည်းတရင်မှုရဲ့ကရောကနေပြီးတော့နရင်ပရင်အုံမအောင်မာတယောက်ရဲ့တာဝန်ကြည့်ပြအောင်တော့အကုန်လုပ်တယ်ပေါ့နော်အတိုင်းပြည်တာဝန်ကိုထမ်းဆောင်နေတဲ့ဒီစစ်သည်တယောက်ရဲ့မိမအနေနဲ့အားလုံးကိုချစ်ပြချင်တာပေါ့နော်အဲ့ဒါပါပဲအော်ဒီကိုရဲ့အမျိုးသားနဲ့အကြ ాయి ခွဲနေရတဲ့ကာလအတွင်းမှာရောဘယ်လိုမျိုးကိုကိုယ်စိတ်ထဲမှာခံစားရလဲ အဲသတိရတယ်လွမ်းတယ်နောက်တော့ညာညာတိုင်းဆိုအိမ်မပြောမိမနေကောင်းလားဘာစားပြီးလဲကဲသတိရတယ်လွမ်းတယ်တဲ့ကြာသွားရင်တော့မဲဖုတ်ခံမဲတဲ့မင်းမအောင်စားနော်မိမမအစာရင်ရှိရယ်နော်အဲဒါပဲဒီလိုရှေးတန်းမှာဒီလိုမျိုးသူတို့ခက်ခဲခဲ့အားတွေဘာတစ်ခုမှမပြောစိတ်ချမ်းသာအောင်ထားခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးပေါ့နော်ဒီကြတဲ့နင်တို့စိတ်ချမ်းသာအောင်ထားခဲ့မှာနောက်တစ်ခေါက်မင်းအောင်လည်းတက်လို့မှအကောင်တွေကိုမသိမချင်းတော်လိုင်းကြီးကလာတွင်းမှာတော့တော်လိုင်းကြီးလူငယ်တွေကအောင်ပွဲတွေကိုရိုက်နေသူနောက်ကမှလည်းပေးဆက်မှုတွေအများကြီးရှိရတယ် အဲ့ဒီကမှနေမှာဆိုရင်တော့ Real Ranger တော်နိုင်အဖွဲ့ကောင်းဆောင်တယောက်ဖြစ်တဲ့အသက်23နှစ်အရွယ်ရဲဘော်၄ဝိုင်းခေါ်ရဲဘော်မောင်မောင်ဦးရကောင်းမြို့နယ်စစ်ကောင်စီစကန်တခုကိုထိုးစစ်ဆင်တိုက်ခိုက်နေစဉ်မှာပဲရင်ဘတ်ကိုကြည့်ကြံပြီးဒါဆုံးခဲ့ရပါတယ်အဲ့အတွက်သူ့အတွက် remat တန်းတင်မဲ့ဗီဒီယိုတစ်ပုဒ်ကိုပြန်လည်မျှဝေရင်းနဲ့ပဲကြည့်ရသေးတဲ့မျိုးတွေနောက်နဲ့တူတူတော်လို့ရပါတယ်သူကရဲဘော်ပီတာဆော့ပေါ်ရဒီကျွန်တော်တို့ထားနေမှာရှိတဲ့ဟိုဂန်းနေစစ်မဖြစ်တဲ့ဂန်းကိုပဲသူရွေးချယ်ပြီး ကြံရဲဘော်တွေကဥသာပြီးပြီသူပဲစိတ်မဖြစ်တဲ့ကောင်ပဲကြိုက်နော်ဗျာတခွန်းလောက်ပဲဟိုကျွန်တော်အများကြီးမဟုတ်ပါဘူးတခွန်းလောက်လေးပဲဟိုပြောပြောချင်သေးရပါဗျာဒေါ်လာ80ဆောင်းတိုက်မဲ့ဆိုပြီးတော့ဒီရဲဘော်တွေကိုဒီလိုလေးတားခဲ့ဆိုဘယ်မှမသိဘူး တဲ့မှာငုံနေကြတဲ့ပုံလေးတွေပါရွှေမှုနေတဲ့ငုံနေကြတဲ့မျက်ရည်ဘာနဲ့မှမလဲနိုင်အောင်လည်းမျက်ရည်ဖြစ်ပါတယ်အာနာမသိငင်ကသူကဘာလုပ်ကြတယ်လို့တာလဲចောင်းသားလားဒါမှမဟုတ်လို့ရှင်ဘယ်လိုမျိုးလူမျိုးလဲဗျအဲသူကចောင်းသားဗျဟိုပထမနှစ်တည်းမှာဟို2000 16 19အောင်19 အဲ78 79အောင်မှဟို20မှာနားပြီး21မှာသူတက်အောင်မှာဝေးစင်မေးချကြပြီးသားပေါ့ဗျာတိုက်ပွဲပေါင်းကတော့ကျွန်တော်တို့ဒီဆလင်းကြီးကနေရင်းမပင်နဲ့တာမကောက်ပြီးကျွန်တော်တို့ကတော့မကွေးတိုင်းဒီလင်ကတော်မှာပေါ့ဗျာအပလဲမှာဆိုလို့ရှင်လဲကျွန်တော်ဒီကန်တော့စကန်သိန်းနေရောသူနဲ့အတူကဒီကနေမျိုးမှာဆိုလဲမျိုး17ရက်လောက်ကြာသေးအထိပေါ့ဗျာဒီအခုရှေးဘက်မှာဆိုလို့ရှင်လဲလက်တော်ဒီဟွာဒါထဲမှာဆိုရင်စစ်ကြောင်းဂူရောစကန်ကိုကျွန်တော်တို့သိမ်းတယ်ဘရော့စကန်သိမ်းပြီးတော့စစ်ကြောင်းကိုတကြောင်းလုံးကိုရလိုက်တယ် အဲအဲ့နောက်မှကျွန်တော်တို့ဒီကနီဒါဝရိုင်းကိုနောက်ပြီးထပ်သိမ်းတယ်ဗောဗျာကျွန်တော်အဲ့ရဲဘော်လေးဝိုင်းရောကျွန်တော်အခုအဲ့နောက်ပြောမှဒီဘက်ပြောရင်အခုရှေ့ဘက်ရှမ်းဘော်လောလောဆယ်စစ်စင်မြင်းနေနေရမှာကျွန်တော်တို့ထပ်ပြီးကျွန်တော်နဲ့ပူတွဲဗောသူကကျွန်တော်ထပ်ကတာဝန်ခံစစ်ကြောင်းမှုနဲ့သူနဲ့တကြောင်းကျွန်တော်ကကြတော့ဒီစစ်ကြောင်းတက်သူကစစ်ကြောင်းနဲ့မှာဆိုတော့နည်းနည်းချင်းဆိုင်ဆိုကြတော့အဲ့နေရာပွိုင်တော့ဒီဒီပွဲမှာကွဲသွားတာဗောဗျာဟွန်းဟုတ်ကဲ့ရှေ့စခန်းသိမ်းပွဲတွေမှာ ရဲဘော်၄ဝိုင်းကဘယ်လိုတိုက်ခိုက်ရေးသမားလဲဥမာစနိုက်ပါလားရိုင်ဖယ်ချင်းမုံးရေးလားဘယ်လိုမျိုးအဲရဲဘော်လဲခင်ဗျဟိုဟာရှင်းမုံးရေးသမားဥမာသူကဟိုကျွန်တော်နဲ့သူနဲ့ကဟိုမှာဒုစေတာဝန်ကကိုသူတစ်လှည့်ကျွန်တော်တစ်လှည့်ကျွန်တော်ဟိုပူရွယ်ပြီးဟိုမှာလဲကျွန်တော်တို့ကလောက်ဆောင်ကြအောင်ရတပေါင်းမှုမှာလဲရှင်းမုံးရေးသမားပဲဗျဟိုသူ့ရဲ့ပွဲစဉ်တွေပြောရရင်တော့ဒီခုလက်ရှိတော့ဆိုကြီးတော်တင်တော့မှာတော့လဲဒါသူဥဆောင်သူနဲ့ကိုနိုင်မင်းနဲ့ဥဆောင်ပြီးတာလောလောခက်ကြရည်ပဲဟုတ်ကဲ့ तू က တနက်ဆိုရင်ဘာမျိုးစားကြိုင်လဲဗျအဲသူကရဲဘော်ပီတာဆောက်ပေါ်ရဒီကျွန်တော်တို့ထားနေမှာရှိရဲဟိုဂန်းနေစိတ်မဖြစ်တဲ့ဂန်းအောင်ပဲသူရွေးချယ်ပြီးကြံ့ရဲဘော်တွေတို့ယင်းနှင်းစွာနဲ့ပြောနေတာကိုတွေ့နေရပါတယ်ဒါကတော့တယောက်နဲ့တယောက်နဲ့ထားတဲ့ကဲကူမှညီကူယင်းပမာတော်လိုင်းရင်သူငယ်တွေရဲ့စိတ်ဓာတ်တွေဖြစ်ပါတယ်သူကဘီဘီသူပဲတဲ့စိတ်မဖြစ်တဲ့ဂန်းအောင်ပဲကြိုင်နေပါဗျာ chị chị này là liệu anh phát phát đồ ăn lâu thằng bán gì mu bán gì mu mình cái gì chị bán gì mu duy này duy này ngã đúng mà mình rồi giáo nhân đồng mà biết làm ဟုတ်ကဲ့သူကကြတော့ဟိုဘယ်လိုကြဆုံးသွားတာလဲဗျာဥမာဘတ်ဒေးပွဲမှာလားဒါမှမဟုတ်လို့ရှင်အဲ့လိုအခြေအနေလေးရှင်းပြလို့ရသလားအဲရှင်းပြပေးပါဘယ်လိုဘတ်ဒေးဘတ်ဒေးပွဲမှာဘယ်လိုမျိုးထိသွားတာလဲပေါ့ဝိဘန်က3ခုလောက်ကိုသူရပြီဗျနောက်ဘန်ကတစ်ခုမှသူရှေ့ကနေဥဆောင်ရင်းနဲ့ကိုယ်ပြစ်တဲ့ဟိုဒီစခါပြန်ပြီးပြစ်တဲ့ကြီးကတိုင်ကိုမှန်ပြီးတော့တိုင်ကိုမှတိုင်ကိုအရှင်ဒီဒဲမှမှန်မဲ့စန္ဒာမှမှန်ပဲနဲ့ဒီနှခမ်းဆက်ကိုမှန်ပြီးလျှော်ပြီးတော့ယင်ညွန့်ဒီဘက်အဟွာကိုမှန်သွားပါဗျအဲ့ဟာမှန်သွားရင်းနဲ့ အဲ့နေရာမှာပဲအတန်နည်းနည်းအွာဖြစ်ပြီးကြာသွားတာပဲအဲ့တော့ तू အဲ့လိုမျိုးထိသွားပြီဆိုပြီးတော့အကိုတို့အဲဘယ်လိုမျိုးကြာတိရတာလဲကြာတိရတဲ့အခါမျိုးမှာစိတ်ထဲမှာဘယ်လိုမျိုးဖြစ်မိလဲဗျကျွန်တော်ကတိုက်ပွဲဖြစ်စင်မှာသူတဲ့ကြောင်းကျွန်တော်တဲ့ကြောင်းမှာကျွန်တော်ကညနေဘိုင်းကအမှန်တော်တော်ကြီးဆောင်းဆောင်းမှပေါင်ရင်ဆဲမှကျွန်တော်ကြားရတာဗျကျွန်တော်နဲ့သူအဲ့ဘန်ကားတွေရရင်နဲ့ဆက်ထဲမှာကျွန်တော်တို့ပြောင်းနေတဲ့အောင်ပြောင်းနေတဲ့အဆင်ပြေသေးတယ်အဲ့မှာဟိုသူ့သူ့သူ့ဘက်မှာကျွန်တော် ဌာနေကရဲဘော်သူ၃ယောက်ကျွန်တော်၃ယောက်ဆိုပြီးဟိုဘက်ဒီဘက်နဲ့ချင်းတိုင်းထိတ်တိုက်တိုးနေကြပါဗျာကျွန်တော်ရွာနောက်ဖက်သူကရွာရှိဘက်ကနေပြီးကြမှာအဲ့မှာကြာသွားတာကျွန်တော်ဌာနေရဲဘော်ရှိတော့အဲ့မှာလမ်းရဲ့ဘယ်ညာကိုပစ်လိုက်ဆုံးဒီခရော့တက်လာရင်ကနေပြီးကြသူပစ်လိုက်တဲ့ကြီးကိုရဲဘော်နှစ်ယောက်ဘယ်ညာပြန်ဆင်းနေတဲ့သူတက်ကိုတိုင်ရင်ကနေပြီးကြမှာဘန်ကရရလူဆဲဆဲတော်တော်ကြီးသူလည်းကြာပြီးအဲ့ဘန်ကထပ်ပြီးရရသွားတာဗျာကျွန်တော်ကြာသီးရကြာကျွန်တော်9နိုင်လောက်မှာ ဟိုကြားလိုက်ရတာကျွန်တော်ကတော့တရင်အဲ့ဘက်မှာချက်စင်တွန်းဆိုတော့မပို့လိုက်ကြဘူးကြားကြချင်းအကိုဘယ်လိုခံစားရလဲကြားကြချင်းကျွန်တော်တို့မှရှိတယ်ဘယ်လိုပြောမလဲဗျာဟိုစစရရပါဗျာကျွန်တော်တို့ဘယ်လိုပြောကျွန်တော်တို့အသက်တရှမ်းမဟုတ်တကူလုံးကိုအကုန်ကျွန်တော်တို့အသက်ပါနှုတ်သွားသလိုချီကိုပြောမှပြတတ်အောင်ပေါ့ဗျာနော်ဟိုလိုယူရှင်ထဲမှာကြည့်ခွဝင်ရပါ ဟုတ်ကဲ့ပါကိုအဲ့တော့သူမကြဆုံးခင်မှာအဲအကူတို့ဒေတာအကူတို့ရွရွာတော်လိုင်းရေးပြီးရင်သူဘလို့ဖြစ်ချင်တယ်ဘာတွေလုပ်ချင်တယ်ဆိုတာကိုအကူ ਨੇ ပြောဘူးတာရှိလားမှိုက်အရစရာလေးရှင်းပြန်ပြောပြပါအောင်ဗျအဲ့ဗျကျွန်တော်တို့ရဲ့ရွာဒေသမှာတော့နည်းနည်းဟိုကြည့်လက်ဒေသဖြစ်တဲ့အတွက်ကတော့ဟိုရဲ့ရွာကြီးစီးလုံးကြီးနဲ့ညီညွတ်ချက်နဲ့ကျွန်တော်တို့လူငယ်တွေဒီရှေ့ဆက်ကြောင်းဒီတက်ပို့ပြီးတော့ဗောရညီညီညွတ်ညွတ်နဲ့စွမ်းဆောင်နိုင်တာထပ်ပို့ပြီးတော့ အလုံးလုံးဖို့ရန်ဒီရက်ရွာကျိုးပေါ့နိုင်ငံကျိုးကိုမျိုးနယ်ရဲ့အကျိုးပေါ့အများကြီးတက်ဖို့ရန်အများကြီးပဲပြောတော့ပြောပြတာပါဗျာကျွန်တော်တို့လုံးဖို့ရန်လည်းကြမ်းစီရပါပေါ့တယောက်နဲ့တယောက်ဒီတော့တိုင်ပင်နဲ့ဟိုဘယ်လိုပြောလဲမပြည့်စုံတဲ့ဂျာဆိုတော့ကျွန်တော်တို့အလုပ်တွေလုံရင်လုံရင်နဲ့ဟိုဖြစ်တင်းမှုဟိုတယောက်နဲ့တယောက်ဖေးမလိုက်ဒီအလုပ်ကိုဘယ်လိုလုံးမလဲအကောင်းဆုံးလုံးမလဲရဲဘော်တွေနဲ့ပြန်စီလုံးညီမရအောင်ပြည်သူလူထုနဲ့ရအောင်အပွဲစီချင်းချင်းလုံးလုံးရအောင်သူ့မှာဆိုလဲဟိုလက်ရှိ လောက်ဆောင်နေရတွေကထောက်ဥပိုင်းဆိုင်အဖက်ဖက်ကပေါ့ဗျာကျွန်တော်တို့လူငယ်လေးကြီးပဲဆိုတော့စောက်ဆောင်နေအဲ့ဟာကိုတော်တော်များများကျွန်တော်နဲ့ကိုမပြောပြဘူးပေါ့သူဖြစ်ချင်တာဟိုတောင်မှသူမျိုးသိပ်ပြီးကြံနေပိုင်းဆိုင်ရာလောက်ပဲကျွန်တော်တို့ဒီဒီရခင်ကာလမှာလက်ဆိုင်နေဟာမှန်တယ်များပေါ့ဗျာဟိုအကောင်းဆုံးကိုကျွန်တော်တို့ဘာလုပ်မလဲအကောင်းဆုံးဘာလုပ်မလဲဘယ်သူမကောင်းတာပြပြသူအကောင်းဟိုကောင်းဘက်ကပြန်ဖြစ်တွေးပြီးတော့ကျွန်တော်တို့ဟိုဘာလို့လောက်ဆောင်နေလဲဘာလို့ကျွန်တော်တို့ ပို့ပြီးကောင်းအောင်လုပ်နိုင်တော့ပဲဒီလောက်ပဲကျွန်တော်တို့ပြောသူ့ရဲ့ရီမန်းချက်တောင်မှကျွန်တော်ကိုတာကြီးပြောပြမှာတော့ပေါ့ဗျာညီကိုရင်းလို့နေခဲ့တာဆိုတော့သူ့ရောအခုရင်ထဲမှာဘာတွေပြောချင်လဲသူကြားနိုင်မယ်ဆိုရင်အခုရင်ထဲမှာဘာတွေပြောပြောနေချင်လဲကြားနိုင်မယ်ဆိုရင်ပေါ့ဗျာနောက်ဆုံးစကားလက်ဆုံးကိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲညီကိုတွေအကုန်စုပြီးတော့ကိုစကားလေးတစ်ခွန်းလောက်ပဲကျွန်တော်အများကြီးမဟုတ်ပါတော့

တယ်သူညီရောကြောက်ပြီးအောင်မလာရဘူးတဲ့အခုကပြောသွားရအောင်အခုပေါင်းပြပြီးကိုးနေတာလူနဲ့ပဲလူတိုင်းတော့အင်းချက်မရှိပြောမရှိမသာဝယ်လည်းတော့သူ့တိုင်းပါမသာဝယ်လည်းသူ့တိုင်းလိုက်ပါကျွန်တော်တို့အညာသားရေဆိုဗျာအရှင်းချင်းပဲကျွန်တော်တို့ကတော့ဟိုအလုံးနဲ့ပဲသူကသူ သက်တည်ပြကျွန်တော်တို့အမြဲတမ်းပြောနေကြကျွန်တော်တို့ဘာပဲလုပ်လို့ကျွန်တော်တို့စိုးတာပဲလုပ်လို့ကောင်းတာပဲလုပ်လို့ကျွန်တော်တို့ကဂုံတော့မလိုက်ဘူးသူကသူပြည်သူလူလူတတ်မှတ်လိုက်မယ်ကျွန်တော်တို့လောက်တဲ့နောက်မှာကျွန်တော်တို့ဟိုကောင်းတယ်ပဲဖြစ်စေစိုးတယ်ပဲဖြစ်စေပုံဝန်းကျင်ကပြောလာလိမ့်မယ်ကျွန်တော်တို့အိုက်တန်ရောဟိုကောင်းတာပဲဖြစ်ဖြစ်စိုးတာပဲဖြစ်ဟိုဒဏ်ခံနိုင်အောင်ပေါ့ဗျာကျွန်တော်တို့ဒီမှာဟိုသူဘယ်လောက်ထိကုန်ရလဲဆိုရင်ဒီဟိုစေးရေးဆိုရင်လည်းဘောပေါ့ဒီ တခိုင်တိုင်းထဲမှာဆိုကျွန်တော်တို့တော်တော်များများပေါ့ဟွဲဒီမှာဆိုရင်မို့ကျွန်တော်တို့ဆိုရင်ပကဖဖြစ်ပေမဲ့ဒီမှာပဲခရိုင်တို့မှာလှုပ်ဆောင်မဲ့အရေးမှာကျွန်တော်တို့ဘဝခရိုင်ဒီမကွေးတိုင်းကျွန်တော်တို့လလန်းမီမိသလားဖိတ်ခေါ်ရင်ဖိတ်ခေါ်သလားကိုကျွန်တော်တို့ဟိုရက်ဒေတာမယွေးကျွန်တော်တို့ဟိုစီရေကိုလည်းအများကြီးလှုပ်ဆောင်နေရဆိုတော့ဒီမှာသူ့နဲ့တိတဲ့ရဲဘော်ညီကိုတွေဆိုရင်တော်တော်လည်းများတယ်ပေါ့နော်ကျွန်တော်တို့လည်းဒီမှာမိဘပြည်သူလူတွေတော်တော်ကြီးဒီများတော့ဟိုဝမ်တော်တော်ကြီးနှမျောနှမျောလည်းနှမျောပေါ့ဗျာ လူရဲ့ကောင်းတဲ့ရင်ပြောဖို့ပြောစရာမလိုဘူးလူလူတဲ့ရင်လူဆောင်ပေါ့နော်ကျမမမိတလို့ဆိုရင်လေးဝိုင်းอ่ะဟိုကောင်းဆောင်ပေါ့နော်ဒီကုကုဆောင်သူနေရာဒီအဖွဲ့ဘူးအတွက်တာဝန်ခံအဖြစ်အဲမရောက်ခင်ကလေးကခြေထဲမှာရောနောက်မှာရောနေရာတိုင်းမှာဟိုတကယ်ပေါ့ဟိုကျမအမြင်ပြောရင်မေတ္တာတရားကြီးမားပြီးတော့ကြာလို့သူ့ကိုယ်သူအတွက်တိတ်မတွေးသူများတွေအတွက်တခြားရဲဖို့အစဉ်ပြေဖို့ဟာသူ့ရဲ့မိသားစု အဲကျမအမှန်မိတလို့ဆိုရင်သူကလေဘယ်ဘက်ကိုမှမလစ်လက်ရအောင်စဉ်းစားပေးနိုင်နေပေါ့နော်ဒီအသက်အရွယ်လေးနဲ့ကျမသူ့အစားနေကြအမြဲတမ်းရှိရလေးဝိုင်းနှစ်နှစ်အသက်က22နှစ်နော်ငါအသက်40ကြီးစန်းအနေနဲ့ငါနဲ့အရွယ်တူထင်ရတယ်နင်းရဲ့အာပေါ့နော်နင်းနင်းကတာဝန်နေပြီပြီးတော့ကြနင်းအသက်ကြီးတဲ့ရုပ်ပေါက်နေတယ်ဗာညာပေါ့ဒီကရောက်နေတဲ့သူကဘိုးတိုင်းလားဝင်ကြလာမတော့နေတာကိုလည်းတောင်းပါမှာသူနဲ့နေတင်လို့ဒီလိုပြီးတော့တောင်းပါမှာ ေနဲ့မျိုးကိုသိတယ်လို့နိုင်ငံကိုလည်းပြီးတော့အာနာရှင်တွေကလန်ဒန်နဲ့အနိုင်ကျခံနေရတဲ့ဒီဒီတွေကိုလည်းချက်တယ်သနာရတနာမိတယ်အဲ့ဒါကြောင့်ဒီဒီဘက်ကနေအာနာရှင်ကိုတော်လန်ဖို့လန်နက်ကန်လန်နဲ့ကိုယူခဲ့ဒီဒီလန်ကိုယူရင်ပြင်းနမီအမြဲစိတ်ပူနေမှာဆိုတာသိပါတယ်စိတ်ပူစိတ်ပူစေခြင်းစေစင်းစေစင်းအောင်လို့မဟုတ်ပါဘူးနိုင်ငံတော်ကိုချက်တဲ့စိတ်နဲ့ ်ကျုပ်ဝင်ကိုချစ်ဖို့ဆိုတာတတ်ကြရင်ပါဒါပေမဲ့စိတ်ပူနေမဲ့ဆိုငါတို့မှာဟုတ်ပါစေအဲ့မှာခက်ကပြီးတဲ့တော့ချစ်ဖို့ဆိုဆန်းဆောင်နေတဲ့ဒါလေးကြည့်တာပဲဆိုပြီးကိုယ်ယူလိုက်သမ်းပါတဲ့ကျွန်တော်တို့အတွက်သာဝရရှင်နာမျိုးကအဖေနဲ့မြည်စစ်တဲ့အဖေနဲ့မြည်အဘွားအဘွားတဲ့